ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာလက်ပွင့်မယ်ကံပွင့်မယ်အလိုပြည့်စုံဘဝတိုးတက်မယ်အခက်ခဲဖြေရှင်းနိုင်မယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ဒီကလအတွက်စတဲ့ဆောင်ရွက်လိုက်တဲ့ကိစ္စရင်းနှီးမြှုပ်နှံလိုက်တဲ့ကိစ္စတွေကနေထူးခြားသောအနာဂတ်ကောင်းကိုရဝယ်ယူတဲ့ပစ္စည်းတွေက အကျိုးမြတ်တွေရရှိလာမယ်။ဒီရည်ဒီမှာကိုလှုပ်တဲ့ကိစ္စမှန်သမျှအောင်မြင်တယ်။ကိုလှုပ်တဲ့စန္ဒတွေရှိသမျှလည်းလှုပ်လို့ရတယ်။နှစ်ရည်ဒီမှာခက်ခဲနေတဲ့ထိတိုက်တွေ့တတ်တဲ့လူယုံထားလို့မရအောင်။သုံးရည်ဒီမှာပေါ်လာတဲ့စိတ်ကူးကြံကြံတွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးအောင်မြင်မှုကိုရယူနိုင်တယ်။လေးရည်ဒီမှာရှင်ပြန်မှုမှန်သမျှကိုကျော်လွှားပြီးတော့ကိုယ့်ရဲ့လောရစန္ဒကိုပြည့်မြောက်လွတ်နိုင်တဲ့အနေအထားရှိတယ်။၅ရည်ဒီမှာငွေကြေးလာဘကံစီဝကံထူကောင်း၆ရည်ဒီမှာ အပြိုင်ဆရာလို့ကြော်ပြီးဘဝရည်မှန်းချက်ကိုအောင်မြင်မယ်။ခုနှစ်နှစ်မှာဝေကြီးပေးယူသတိထားဂတိစကားလွယ်မပေးနဲ့သူတစ်ပါးဂတိပြည့်လွယ်တဲ့ကိုစိတ်ရှုပ်ရမယ်။အပြိုင်နေ့မှာတောင်ရက်ကိုဦးတည်သွားစေခြင်းရှိတတ်တယ်။နေခင်းဆက်လွန်နိုင်တဲ့တဏ္ဍာရွယ်တွေအသွာလာနေတိုင်းအထူးပြုယူဆရမှာဖြစ်တယ်။ဒီကာလအတော်တွေမှာတနင်္လာနေ့ကနေ့ကြာသပတေးနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ကြမွေးသူများကြောင့် စိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းတွေအကျိုးပေးတယ်အနဲ့ရောင်နက်ပြာရောင်မိကုန်းရင့်ရောင်တွေဝတ်ပြီးတော့အလိုရှိရာဆန္ဒတွေကိုလုပ်ကြမှာ။ထူးခြားချက်ကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇာမွန်လပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေအဲ့ဒီနေ့ညနေ3နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကန်ကန်ဇီးကန်းကိုဖြတ်ပြီးတော့ရှစ်လက်မှာလျှာဖြတ်မယ်အခောက်ခွမ်းမယ် ရှင်ရံတော့အဲ့ဒါလေးစောင်းထားမယ်ရောင်းကျင်တဲ့ပစ္စည်းထိပ်ပြီးထွက်စီတွေ့စီ ရောင်းထွက်တဲ့ဈေးမထဈေးခေါ်ဈေးရောင်းကောင်းတယ်အလုံးနေရာမှာထလက်ပွင့်တယ်လက်တွေ့သုံးချနိုင်ပါတယ်ဒီစီရင်ကိုဆောင်ရွက်လိုက်ပါကျေးဇူးတင်ပါတယ်